ကောင်းမြတ်တဲ့အနာဂတ်ရဖို့ရအတွက်နံပါတ်1ကကျမ်းမာမှုရှိရမယ်။နံပါတ်2ကကုချင်းသီလရှိရမယ်။နံပါတ်3ကလူကြီးသူမတွေစီကဆုံးမဩဝါဒရယူရမယ်။နံပါတ်4ကဘောဓုတ္တစီဘူးအထောက်ရမယ်။နံပါတ်5ကဓမ္မလမ်းကြောင်းအတိုင်းရှောက်လန်းရမယ်။နံပါတ်6ကထက်ထက်မြက်မြက်နဲ့လုံလဝီရိယရှိရှိ ကြိုးစားအထောက်ရမယ်လို့ဒီလိုဆိုတာနော်။အဲ့ဒီအချက်တွေနဲ့ပြည့်စုံတဲ့လူငယ်လူရွယ်တွေဟာ ကောင်းမြတ်တဲ့အနာဂတ်ကိုပိုင်ဆိုင်မဲ့လူငယ်လူရွယ်သာဖြစ်တဲ့လူကြီးဆိုရင်လည်းအဲ့ဒီအရေးချင်းတွေရှိတဲ့လူကြီးကမှကောင်းမြတ်တဲ့အနာဂတ်ကိုရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့အနာဂတ်ဒီ hopeless ပျော်လင်းချက်ခင်းတဲ့အနာဂတ်မျိုးပဲဖြစ်မယ်ဖះကိုအာယုံပြုတ်ပြီးတော့ပူဆော်လိုက်တာပူဆော်လိုက်တော့ပါဖြစ်ကုသိုလ်ရတယ်အဲ့ဒီကုသိုလ်ရဲ့အစွမ်းတကူကြောင့်စီးပွားရေးတွေအဆင်ပြေလာတယ်လောက်တာကိန်းတာတွေအဆင်ပြေလာတယ်ဟော ဒီလိုဖြစ်ရမြတ်စွာဘုရားကလည်းအဲ့ဒါကိုအဋ္ဌကထာပြီးတော့ဟောတာပဲအေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားဘာသာဆိုသည်မှာမြတ်စွာဘုရားသခင်ကိုရမြတ်ကိုကိုးကွယ်တယ်လို့ဆိုတာဟုတ်တယ်ကိုးကွယ်တယ်ဆိုတာအဆုံးမရဖို့ကိုးကွယ်တာလို့ဒီလိုမှပုံလို့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လို့ကိုးကွယ်တာ မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာတတ္တဟတိတထာဂတ္တဘောဓိတထာဂတ္တမြတ်စွာဘုရားရဲ့ဘောဓိအသိဉာဏ်ကိုတတ္တဟတိယုံကြည်တယ်လက်ခံတယ်။ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်ဘုရားအဆုံးအမကိုလက်ခံမကြမ်းကြာဒေါသထွက်တတ်တယ်ဆိုလို့ရှိရင်ပြင်ရမယ်စိတ်ရှိတိခံမှုဖြစ်လာလက်ကျင်ပြရမယ် ထိကနေရှိစိတ်ဆိုးတတ်တယ်ဆိုဖြစ်ရဘဝမှာအယုဆိုးကြီးတန်ဖြစ်မှာပဲနဲ့ချက်တာနဲ့အယုဆိုးကြီးတန်ဖြစ်ရုံကတချို့လူရဲ့မျက်နှာကပြုံးလို့မရတဲ့မျက်နှာဖြစ်တယ်နော်ဘယ်လိုမှပြုံးလို့မရတဲ့မျက်နှာမျိုးကြီးနဲ့ပတ်တန်စီးခွက်မျက်နှာဘယ်လိုလုပ်ပြုံးမလို့အဲ့ဒါမျိုးကရှိသေးတာနဲ့ပတ်တန်ရုပ်လို့ဟာနော်အဲ့တော့ ဒေါသတရားရှိရင်လည်းပြင်မှုလို့တာပဲဒေါသဆရာကြီးဆိုတာရိုင်းပြတဲ့အနေအထားမျိုးတွေရှိလူကြီးဒီမှာပြန်ပြောတယ်မိဘပြန်ပြောတယ်ပြန်ဆဲ့တယ်ဆိုတာမျိုးတွေဟာရိုင်းပြတဲ့အမှုရတယ်အဲ့ဒါတွေကဖုဒဝါစာအဆဲဝါဒနာပါတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှနားချမ်းသာတဲ့အတန်မကြားရဘူးတဲ့အမနာပတံဝတ္တနိကာ သူနားထဲမှာကြားတာตายရတဲ့အတန်ဘယ်တော့မှမကြားရဘူးလို့ပြောနော်ตายရတဲ့အတန်နေဆုံးသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုယ်ကိုအတ္တသမပဏိတိကောင်းတဲ့အတန်လေးတွေကြားရအောင်ဖုဒ္ဓဝါစာကိုရှောင်ရမယ်ဒီလိုဆိုလိုတာနော်ဒီလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲ တချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့ငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတယ်အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြန့်ခိုင်အောင်